ထိုးနေလောက်မဲ့ဆက်အားလာရှင်နေအယူမဟုတ်ဘူးခင်ဗျာသူတို့သိတယ်သူတို့မလုပ်နေလေဆိုတာပြောချင်တာကမြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ပြည်သူတွေနဲ့စနစ်အပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးသူတို့တစုပေါ်မှာပဲတိဆောက်ထားတာဒါဆက်အားလာရှင်သဘောတရားအဲ့တော့တို့ကဘာနဲ့ကျွန်တော်တို့ကိုအနိုင်ကျင့်တာလဲဆိုတော့ပြန်ပြီးဆိုတော့မင်းတို့ငါတို့ကိုဖြိုရင်မင်းတို့ပါပြူမှာဘာလို့တို့ကိုတိဆောက်စနစ်ပေါ်မှာ တိဆောက်ထားတဲ့စီးပွားရေးမဟုတ်ဘူးဗျာอืม အလွန်အမတန်ကြောက်စရာကောင်းတဲ့ထောင်ကြောက်ကြီးပဲဒါကြောင့်လည်းနိုင်ငံနဲ့နိုင်ငံတိုင်းမှာစစ်အာဏာရှင်ကို ဖြိုဝါရန်ခတ်တာဘာကြောင့်လဲအဲစစ်အာဏာရှင်တွေအာဏာရှင်တွေကတိုက်ပြည်ရဲ့စီးပွားရေးကိုသူတို့ပဲသူတို့ပုံမှန်မိတည်တာသူတို့မရှိရင်စီးပွားရေးလည်းပြိုးပြီဘာလို့သူတို့ပဲလုပ်ထားတာအခုဆိုရင်ဒီတနင်္ဂနွေလုံးစီးပွားရေးတွေကိုဥပိုင်ကတင်ထားတယ်တက်ကတင်ထားတယ်သူတို့ကုမ္ပဏီတွေကခုခုတွေသူတို့မရှိရင်တိုက်ပြည်ပြတ်ပြီပဲ တော်လန်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ match လာ73ရက်နေ့တော့ပထမဦးစွာတော်လန်ရေးနဲ့ပတ်သက်တဲ့သတင်းဦးသတင်းထူးသတင်းကောင်းတွေကိုပြပြပေးချင်ပါတယ်ပထမဦးဆုံးသတင်းလေးကတော့တာယာဝတီခရိုင်မှာအောက်ချုပ်ရေးမှုတွေနဲ့ပြူစောတီ20ဦးခန့်ပြစ်ခတ်ခံရပြီးတဲ့နောက်ပိုင်းသူတို့တည်ဆုံသွားပြီးနောက်ပိုင်းမှာပြူစောတီတွေကိုလက်နက်တပ်ဆင်ပေးထားပြီးတော့မှရက်ရွာနဲ့ဒါကျွန်တော်တို့ကျေးရွာ အုတ်ချုပ်ရေးအဖွဲ့အတွက်လုံခြုံရေးစတင်ပြီးတော့မှပေးနေပါပြီ။ဘကိုးတိုင်းတာယာဝတီခရိုင်အတွင်းမှာရှိတဲ့မြို့နယ်တွေမှာကြေးရွာနဲ့ရက်ကွက်အုတ်ချုပ်ရေးမှုတွေပြူစောထီးတွေတည်င်းပေးတွေအပါအဝင်စစ်တပ်ဘက်တော်သား20ဦးခန့်ပြစ်ခတ်ခံရပြီးတဲ့နောက်ပိုင်းမှာသူတို့တွေတည်ဆုံပြီးတဲ့နောက်မှာပြူစောထီးတွေကိုလက်နက်တပ်ဆင်ပြီးတော့မှတတ်တော်ဆောင်အဖြစ်စတင်ပြီးတော့မှထားရှိနေပြီဖြစ်တဲ့အကြောင်းကိုဒေတာရင်းတည်င်းချင်းမြင့်တွေရသိရပါတယ်။အော်တည်ကျင်တာပေါ့တည်ကျင်တဲ့ကြားတောပြောင်းလာတဲ့ဆိုးနေပြီ။2025ခုနှစ်ဇန်နဝါရီလပိုင်းကနေစတင်ပြီးတော့မှတာယာဝတီခရိုင်အတွင်းမှာရှိတဲ့ကြေးရွာတွေက လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းနဲ့ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဖိနှိပ်နေတဲ့အကြမ်းဖက်စစ်တပ်ခန့်နဲ့အုပ်ချုပ်ရေးမှုတွေနဲ့စစ်တပ်တောက်တိုင်တွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဇက်တိုက်တိုက်ခိုက်လာတဲ့အချိန်မှာတည်ဆုံမှုတွေမြင့်တက်လာချိန်စစ်တပ်ကအခုလိုမျိုးပြည်စော်တွေကိုလက်နက်တပ်ဆင်ပြီးတော့မှလုံခြုံရေးပေးလာခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအဲ့တော့ ထပ်သေးမယ်အဲ့လိုမျိုးထပ်လို့ဘယ်လိုထပ်သေးမယ်နောက်တဲ့ဒီနေ့ကတော့မြန်မာနိုင်ငံတဝဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်22မှကျွန်တော်တို့တအူးတေဆုံးတဲ့အကြောင်းလေးကိုပြောကြပါမယ်တေဆုံးမှုစင်းတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့မတ်လ12ရက်နေ့ဒိတ်နဲ့ဗကူးတိုင်းပထောင်းမှာအသေးများတဲ့ရခိုင်ပြည်နယ်စစ်တွေမှာအသေးများပါတယ်မန္တလေးတိုင်းငဇုံမြို့နယ်မှာ15ကောင်မန္တလေးတိုင်းမြင်းကျန်မြို့မှာ2ကောင်ဗကူးတိုင်းဖြူမြို့နယ်မှာ3ကောင်ဗကူးတိုင်းအုတ်ဖုံမှာ2ကောင် မကွေးတိုင်းတောင်တွင်းကြီးမှာတကောင်းစကိုင်းတိုင်းပလဲမြို့မှာ၃ဦးအလင်းဝင်ပါတယ်စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာတဦးအလင်းဝင်ပါတယ်အားလုံးပေါင်းအသေးများတာနဲ့အလင်းဝင်တာနဲ့သေဆုံးတာနဲ့စုစုပေါင်း22မှ5ရောက်ထိရှိခဲ့ပါတယ်ကျွန်တော်တို့ရဲ့ EAO PD ရဲ့ကြာဆုံးမှုဖမ်းဆီးခံခဲ့ရမှုပါတော့တနင်္သာရီတိုင်းဒဝယ်မြို့နယ်မှာတော်လိုင်းရဲဘော်၂ဦးဟာဒီတော်လိုင်းရဲအတွက်သူတို့ရဲ့အသက်ကိုမြင့်မြတ်စွာအသက်ပေးလှူသွားပါတယ်ခင်ဗျာ ။နောက်ထပ်သတင်းလေးကတော့မြင်းကြံမြို့ပေါ်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်တပ်ကတအူးတေဆုံခဲ့ပါတယ်။မန္တလေးတိုင်းမြင်းကြံမြို့ပေါ်မှာနောက်တက်ဆွဲထားတဲ့အတန်းပတ်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်တပ်ကတအူးတေဆုံတဲ့အကြောင်းကို Freedom Fighter Gorilla 4အဖွဲ့ကတာဝန်ရှိသူတအူးကပြောပါတယ်။မတ်လ17ရက်နေ့မှာမြင်းကြံမြို့အမှတ်18ရပ်ကွက်အရှိတ်ဘက်မှာရှိတဲ့အတန်းပတ်စစ်ကောင်စီတပ်သားတွေတပ်ဆွဲထားတဲ့နေရာတွေကိုတော်လိုင်းပေါ်တပ်ဟုတ်ဝင်တွေက drone လက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်းလည်းသိရပါဗျာ ဲ့လိုမျိုးတိုက်ခိုက်မှုအတွဲမှာမြို့ထဲကနေပြီးတော့မှထွက်လာတဲ့ဂျပပတ်စစ်တပ်နော်တပ်ကူတွေရောက်လာတဲ့အတွက်ကြောင့်မို့လို့မိနစ်20ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့မှဒီထိတွေ့တိုက်ပွဲအတွဲမှာဂျပပတ်စစ်ကောင်စီတပ်သားတအူပွေးချင်းပြီးတည်ဆုံးခဲ့တဲ့အကြောင်းလည်းသိရပါတယ်ရပြီတည်ရင်ရပြီကိုညီကိုနေမထိခိုက်ဘူးဒီကောင်တွေသေးတယ်ဆိုရပြီနောက်ထပ်သတင်းလေးကတော့ပဲခူးတိုင်းအုပ်ဖွဲ့မြို့နယ်မှာလူငယ်တွေကိုအကျန်းဖတ်စစ်တပ်စီခေါ်ပြီးတော့မှ ပေါ်တာဆွဲဖမ်းဆီးခိုင်းနေတဲ့စစ်တပ်တောက်တိုင်အင်းလွင်ကိုပြစ်ခတ်တက်ခတ်ရမှာတိတ်ဆုံးခဲ့တဲ့အကြောင်းကိုတရားရီခိုင် PDF ကတာဝန်ရှိသူတဦးကပြောပါတယ်။မတ်လ17ရက်နေ့နနက်9:00ခန်းမှာအုပ်ဖို့မြို့နယ်ချောင်းခွနော်ကျွန်တော်တို့ကြေးရွာမှာနေတဲ့ အချက်ပါစတဲ့တောက်တိုင်အေးလွင်ကခမာရ6တက်ရင်ကိုသတင်းပေးပို့ပြီးတော့မှပြန်လာစင်မှာချောင်းကွာကေရွာထိတ်မှာတာဝရီကတရင်383ညနဲ့တက်ခွဲလေးမြေအောက်ပျောက်ကြားတက်ခွဲအုပ်ဖို့ကရဲဘော်တွေကပြစ်ကတ်တက်ခဲ့ရမှာတနက်ကြီးတစ်ချက်နော်ဦးကောင်းထိမှန်ပြီးတော့မှတိတ်ဆုံးခဲ့တဲ့အကြောင်းလည်းသိရပါတယ်တိတ်ဆုံးသွားတဲ့စတဲ့တောက်တိုင်အေးလွင်ထံကနေပြီးတော့မှလွယ်တလုံးအချက်ပါစတဲ့ကစစ်ဘုတ်တူဦးရဲ့လက်မှတ်ပါတဲ့ထောက်ခံစာ3ရက်ငွေသား ကျွန်တော်3600တက်ကိုတင်စီရမိခဲ့တဲ့အကြောင်းလည်းသိရပါတယ်။အေးတွင်ကတော်လိုင်းရဲဘော်တွေရဲ့အချက်လက်တွေစုံစမ်းထောက်လှမ်းပြီးတော့မှစစ်တပ်ထံသတင်းပို့တာတွေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်သားရဲတွေနဲ့ဒါကျွန်တော်တို့အပအသက်အဆက်အနွယ်ရှိနေတဲ့အတွက်ကြောင့်မို့လို့ဒါယာဝတီခရိုင်တရင်383ညနဲ့တက်ခွဲလေမြောက်ပျောက်ကြားတက်ဖွဲ့ကအုပ်ဖို့ကပေါ့နော်ရဲဘော်တွေကဒီကောင်းကိုပြစ်ခတ်ရှင်းလင်းလိုက်တာဖြစ်ပါတယ်။အဲ့တော့သေခွေးသားနော်ဗီဒီယိုလေးတွေကြည့်အောင်ပါ။ ထမဦးစွာစကားဆိုင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါလူပောင်တက်ဒီမိုကရက်တစ်ပါတီရဲ့သဘောထားနဲ့အတူတူစကားဆလုံမဲ့အခုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှဒါကျွန်တော်တို့ဒါလူပောင်တက်ဒီမိုကရက်တစ်ပါတီရဲ့သဘောထားကိုဒါသူရဲ့ပါတီဝင်မတ်နွန်းနိုးထက်ဆန်ကပြောပြပါလိမ့်မယ်ခင်ဗျာဟုတ်ကဲ့မနုနုထက်ဆန်ခင်ဗျာ စစ်ကောင်စီဥက္ကဋ္ဌကရုရှားနဲ့ဘီလာရုခရီးစဉ်မှာ ဒါရွေးကောက်ပွဲလုံးတော့မယ်ဆိုတော့အတီလင်ထုတ်ဖို့ပြောဆိုလိုက်ပါပြီဒါကတော့အခုဒီနှစ်ကုန်ဒါအစောဆုံးဒါမှမဟုတ်အနောက်ကျဆုံးက၈နှစ်စမ်းပေါ့နော် သူပြောလိုက်ပြီပြောလိုက်ပြီဆိုတော့မနုနုထက်ဆန်တို့လူပေါင်းအစ်ဒီမိုကရက်တစ်ပါတီကတော့ဆက်အာနာရှင်နဲ့ဒါမပူပေါင်းရေးပေါ့နော်ရွေးကောက်ပွဲလည်းလက်မခံဘူးစစ်တပ်ကနိုင်ငံရေးကထွက်ခွာရေးဆိုတဲ့မူဝါဒပေါ်မှာစွဲကင်လာတယ်ຫນွေဦးတော်လိုင်းထဲမှာထဲထဲဝင်ပါလာတယ်အခုစစ်တပ်ကသူတို့ရွေးကောက်ပွဲလုံးတော့မယ်လို့အတီလင်ကြေညာလိုက်ပြီဆိုတော့ မနှုတ်ထက်ဆိုရင်လူပေါင်းတေဒီမိုကရက်တစ်ပါတီနေနဲ့ဘယ်လိုစဉ်းစားချက်ကြည့်လဲမူဝါဒအပြောင်းလဲရှိမလားဒီရွေးကောက်ပွဲပုံမှာတစုံတရာဘယ်လိုသဘောထားမျိုးရှိမလဲအဲ့ဒါအရင်ဆုံးသိလို့ပါလေဗျအဲ့တော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ရှင်တော့ကျမတို့ကရွေးကောက်ပွဲကိုစန့်ကျင်တာမဟုတ်စစ်အုပ်စုလုပ်တဲ့တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်တာဖြစ်တယ်အဲ့တော့ကျမတို့ကငကူကလေးကနေရွေးကောက်ပွဲကိုတိမတ်ပြုတ်ဖို့လိုတယ်လို့ ပထမဆုံးတော့2020เนาะတို့ရွေးကောက်ပွဲ PP အာနာသိမ့်တဲ့အခါမှာပြောခဲ့ပြီမလုပ်ဘူးလေ too late เนาะခုတော့အရင်နောက်ကျသွားပြီပြီးတော့တို့ရွေးကောက်ပွဲလုပ်မယ်လို့ပြောခဲ့တာအချိန်ချင်းပဲရွေးကောက်ပွဲလုပ်တိုင်းလည်းရွေးကောက်ပွဲတွေကိုအတိမတ်မပြုတ်ခဲ့တာလေအချိန်ချင်းပဲဟုတ်တယ်ဆိုတော့အဲ့ဒါကိုဘလို့လို့ယုံရမလဲကျွန်တော်ဟိုပြီးခဲ့တဲ့တိတ်မကြခင်ရပဲပြောခဲ့တယ်သူပဲရွေးကောက်ပွဲမလုပ်သေးပါဘူးပြောတယ်เนาะ အခုတော့ရွေးကောက်ပွဲလုပ်မယ်ဖြစ်တယ်အဲ့ဒါကြောင့်ဒီလိုမျိုးပေါ့နော်မတီမငင်ပြောတဲ့လူဘယ်တော့မှကတိတစ္ဆာမရှိတဲ့သူတွေဒီလိုလူတွေရဲ့ရွေးကောက်ပွဲဆက်လုပ်မယ်ဆိုရဲဟာဘလို့မှထောက်ခံလို့မရဘူးအဲ့တော့ဘာမှကျမတို့ policy ကတော့ဘာမှပြောင်းလဲသွားစရာမရှိဘူးအတုအယောင်ရွေးကောက်ပွဲမျိုးကျမတို့ကစန့်ကျင်ရမှာပဲကျမတို့ကအဲ့ဒါကိုဟန့်တားရမှာပဲဘာလို့လဲဆိုဒီမိုကရေစီကိုတွားတဲ့ရွေးကောက်ပွဲမဟုတ်လို့ဟုတ်ကဲ့ အဲ့တော့ရွက်ောက်ပွဲလမ်းကြောင်းနဲ့သွားမဲ့အင်အားစုတွေကတော့ဒါဟိုစစ်ကောင်စီကတော့ဒါစစ်တပ်အုပ်စိုးထားတော့စစ်အာဏာရှင်ပုံစံသွားနေတာတော့လက်ခံတယ်။ဒါပေမဲ့ဒါဟိုပပောက်နေနဲ့သွားဖို့လမ်းကြောင်းတစ်ခုအနေနဲ့ဒါသူတို့ကတော့ဒီထဲမှာဝင်ကစားကျင်တယ်ပေါ့ဒီလိုမျိုးရှိတယ်။ဆိုတော့ဒီပုံမှာဘလို့သဘောထားမျိုးပြီးကျင်တယ်မနုနုထက်ဆန်လို့နေတယ်။အချင်းမအဲ့ဒါပေါ့နော်ဟိုအရှိမလုတ်ခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့ရွေးကောက်ပွဲတွေထဲမှာဘာလို့ ီမိုကရေစီကိုလှုပ်ရှားယုံကန်တဲ့သူတွေပါဖို့ကြိုးစားခဲ့ကြတယ်လဲဆိုတဲ့ဟာရဲ့အဲအဆောက်အဆောက်ပြန်သွားလိမ့်မယ်ဆိုတော့နောက်ကြောင်းလည်းပြန်လှည့်ရအောင်ဆိုလိုတာကတော့2010တုန်းကသိစိန်ရဲ့ရွေးကောက်ပွဲမှာဘာပဲပြပြောအတိုက်ခံနေမပါတဲ့အတွက်သူတို့မှာတကယ်ဒီမိုကရေစီအနှစ်သာရမရှိဘူးဆိုတာသူတို့သိတယ်တကယ်လည်းပြောင်းပြီးတော့လမ်းခင်းဖို့ကြိုးပမ်းရတယ် ပြိုးပန်းရတဲ့အကြောင်းရင်းရနောက်ကွယ်ရ pressure တွေကြောင့်ဒါကတမိုင်းဖြစ်စင်တွေမှာအများကြီးထပ်ပြောစရာတွေအများကြီးဒါပေမဲ့ထားပါရွေးကောက်ပွဲပဲကျွန်တော် focus လုပ်ပြီးပြောမယ်အဲ့တော့ဒီ2015ရွေးကောက်ပွဲမှာလေဒီလိုပူပေါင်းဆောင်ရွက်ရင်းနဲ့ထွက်ပေါက်လုပ်ဖို့ကြိုးစားခဲ့ဘူးရဲ့တစ်ချက်ခုနီး၎င်းမှာအဲ2015မှာပိုရောင်မှပေါ်တာပါလဲဆိုလို့ရှိရင်ဒေါန်ဆန်းစုကြည်ဥဆောင်တဲ့ပါတီကစူးစမ်းခဲ့တဲ့ဟာပါလဲဆိုစစ်တပ်ကိုဂုံတိတ်ခါရှိရှိနဲ့ထွက်ပေါက်ပေးခဲ့တာ အတူတူထွက်တာနော်အပြန်အလှန်ညှိနှိုင်းပြီးတော့အတူတူထွက်လို့ရအောင်ထွက်တဲ့ရွေးကောက်ပွဲပဲ2015ရွေးကောက်ပွဲထိုနည်း၎င်းပဲ2015မှာတတို့လူပောင်တဲ့ဒီမိုကရက်တစ်ပါတီကလည်းဒီရွေးကောက်ပွဲကိုပါဝင်ခဲ့တယ်ဒါကတော့ကျွန်တော်တို့ရွေးကောက်ပွဲပါဝင်ခဲ့တဲ့အကြောင်းအရင်းကိုမှမြမတစ်ချက်ကခုနလိုပူပေါင်းဆောင်ရွက်ရေးမဟုတ်ဘူးเนาะပြုတ်ကျင်ရေးဆိုရဲထိခန့်မှာတော်လာအဲ့တော့ဒွန်ဆက်စုကြည်ဥဆောင်တဲ့ပါတီကတော့စစ်တပ်ကို တန်ဖိုးရှိရှိနဲ့ပြောင်းလဲရေးအတွက်သူကစူးစမ်းခဲ့မအောင်မြင်ဘူးပထမတစ်ချက်အဲ့ထက်ပိုပြီးတော့ပေးစရာဘာမှမရှိတော့ဘူးเนาะဘာဖြစ်လို့လဲဆိုတော့2020ရွေးကောက်ပွဲမှာထပ်မနိုင်အဲသူတို့ကတော့သူတို့ရတဲ့လောက်ကိုရတဲ့လောက်နဲ့ကျင်တဲ့သူတွေမဟုတ်ဘူးအဲတော့သူတို့ကရရင်အာနာကိုအကုန်ရဖို့ပဲသူတို့အငြင်းစူးစမ်းတယ်အတိတ်ကကီးပါဝါတွေကို2015ရွေးကောက်ပွဲအပြီးမှလည်းသူတို့ကီးပါဝါတွေကသူတို့ကင်ထားတာเนาะဒါတော့မှ ဆိုတော့2020ရွေးကောက်ပွဲပြီးတော့လေဒီရွေးကောက်ပွဲနဲ့သူတို့ရွေးကောက်ပွဲလမ်းကြောင်းတွေဟာသူတို့ကိုအရှုံးပေါ်စေတဲ့အတွက်ဒီရွေးကောက်ပွဲတွေကိုအိမ်မက်မက်ပြုတ်ပဲနဲ့အခုလိုဖြစ်စင်တာဖြစ်လာတာဖြစ်လာတဲ့ဖြစ်စင်ကတော့အတိကတည်ရခံကသူတို့ဖြစ်တယ်အခုလက်နက်ကန်အင်အားစုတွေအများကြီးပေါက်ဖွားလာတာကိုတွားပြီးလက်နက်ကန်အင်အားစုတွေတွားလိမ့်လို့လို့မရဘူးအင်းအဲ့ဒီရဲ့ဖြစ်ဖို့အတွက်ဖြစ်စင်ကိုလမ်းပြင်ပေးခဲ့တာစစ်အုပ်စုကလုပ်တာအင်း နော်ဘသူမှလက်နဲ့ကင်ပြီးတော့ကိုယ်အသက်ကိုအသိခံပြီးလှုပ်ချင်တဲ့သူဘသူမှမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့နိုင်ငံတကယ်ပြောင်းလဲဖို့စစ်အုပ်စုရဲ့ဖိနှိပ်နှင်းချေမှုဘသူမှမခံနိုင်တော့လို့ဒီလိုလောက်တာပဲဖြစ်တယ်လေဆိုတော့အဲ့ဒါကရွေးကောက်ပွဲနဲ့တကယ်အတူတူထွက်လို့ရတဲ့လမ်းကြောင်းမဟုတ်ဘူးဆိုတော့ကျွန်မအဲ့ဒါအတိအကျပြောချင်တာဆိုတော့ကျွန်တော်တို့အဲ့ဒီ2015နဲ့2020ရွေးကောက်ပွဲမှာ 2015မှာနိုင်ခဲ့တဲ့မဲနေရာတွေထက်ကို2020ကပိုပြီးတော့မှ မဲနေရတွေပို့ပြီးတော့မှနိုင်ခဲ့တယ်ဆိုတော့တမိုင်းမှတ်တမ်းတွေလည်းရှိပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးနိုင်တယ်ဆိုပြီးတော့မှပွဲလုပ်တဲ့အချိန်မှာလည်းအောင်ပွဲအနေနဲ့ကခဲ့ဘူးတဲ့ဒါကျွန်တော်တို့ပွဲတစ်ပွဲမှာကျွန်တော်ရှိနေခဲ့ပါတယ်။ဆိုတော့အဲ့လိုမျိုးတွေအပြည့်အသက်နိုင်နေတဲ့ဂျားတွေကကိုအာနာသိမ့်ပြီးတော့မှသူတို့ကိုသူတို့ပဲဒီတိုင်းမြေရဲ့ကံကြမ္မာကိုဒီတိုင်းမြေကြောက်တဲ့ကြမဲ့ဥစ္စာမျိုးကိုကဲတင်ခဲ့ပါတယ်ဆိုပြီးတော့မှစက်တက်ကသူတော်ကောင်းရောင်ရောင်ကဲတင်ရှင်ရောင်ရောင်ဝင်လုံနေတာကတော့အင်မတန်မှကိုရှက်စရာကောင်းတဲ့လုံရက်ပါဆိုတာကို ဘောမာတွေကိုတိအောင်ပြောခဲ့ကြပါတယ်။နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့စက်တက်ဟာအော်ဘယ်လိုပြောမလဲမြန်မာနိုင်ငံရဲ့စီးပွားရေးပေါ့ဒီမြန်မာနိုင်ငံရဲ့စီးပွားရေးဟာပြူရီပေါ်မှာမူတည်ပြီးတော့မှတိဆောက်ထားတာပြုံမဟုတ်ဘဲနဲ့စက္ကစလူတစုပေါ်မှာပဲဒီမြန်မာနိုင်ငံရဲ့စီးပွားရေးဟာတိဆောက်ထားတယ်ဆိုတာကိုဆရာဦးလိုက်ဝင်းကထောက်ပြပါလိမ့်မယ်ကြည့်ကြည့်ပါထိုနည်းလေးကောင်းမယ်ဆရာလာရှင်နေအယူမဟုတ်ဘူးခင်ဗျာတို့တို့သိတယ်တို့ဘာလုပ်နေလဲ ပြောချင်တာကမြန်မာနိုင်ငံရဲ့စီးပွားရေးဟာပြည်သူတွေနဲ့စနစ်အပေါ်မှာတိဆောက်ထားတာမဟုတ်ဘူးသူတို့တစုပေါ်မှာပဲတိဆောက်ထားတာဒါဆေးအနာရှင်သဘောတရားဒါကြောင့်သူတို့ကဘာနဲ့ကျွန်တော်တို့ကိုအနိုင်ကျင့်ထားလဲဆိုတော့ပြန်ပြီးဆိုတော့မင်းတို့ငါတို့ကိုဖြိုရင်မင်းတို့ပါပြူမှာဘာလို့သူတို့ကိုတိဆောက်စနစ်ပေါ်မှာတိဆောက်ထားတဲ့စီးပွားရေးမဟုတ်ဘူးဗျာအင်းအလွန်အမတန်ကြောက်စရာကောင်းတဲ့ထောင်ကြောက်ကြီးပဲ ဒါကြောင့်လေနိုင်ငံနဲ့နိုင်ငံတိုင်းမှာစစ်အာဏာရှင်ကိုဖြိုဝါရန်ခတ်တာ။ဘာကြောင့်လဲအဲစစ်အာဏာရှင်တွေအာဏာရှင်တွေကတိုက်ပြည်ရဲ့စီးပွားရေးကိုသူတို့ပဲသူတို့ပုံမှန်မိတည်တာ။သူတို့မရှိရင်စီးပွားရေးလည်းပြိုပြီ။ဘာလို့သူတို့ပဲလုပ်ထားတာ။အခုဆိုရင်ဒီတနိုင်ငံလုံးစီးပွားရေးတွေကိုဥပိုင်ကတင်ထားတယ်တက်ကတင်ထားတယ်သူတို့ကုမ္ပဏီတွေကခုခုလူတွေသူတို့မရှိရင်တိုက်ပြည်ပြက်ပြီပဲ။အင်းသူတို့ကိုသူတို့ပတ်သူတို့နိုင်ငံခြားကနေကုန်သွင်းပြီးမှကျွန်တော်တို့စီးတောက်လို့ရမှာလीအခုသူတို့ကအဲ့ဒါကိုဖျက်ပလိုက်ပြီဒံပြည်သူကိုဒံရိုက်တာ ။နောက်သိမုံကြီးလည်းသူတို့ကဘာဖြစ်မလဲဒေါ်လာရှားတာလည်းပါတယ်။အခုသူတို့ဈေးတွေပေးမသွင်းတဲ့ခါကျတော့ကျွန်တော်တို့ဈေးပြက်ပြီ။အဲ့တော့ဘာဖြစ်မလဲစီဂျူယောဂါတွေဈေးမရှိရင်အသက်ပေးရပြီ။အခုသူတို့စားအုပ်စီသူတို့ဖြတ်လိုက်ပြီ။ကျွန်တော်တို့စားအုပ်စီတန်းစီရပြီ။အခုဓာတ်စီတွေသူတို့ဖြတ်လိုက်ပြီ။တင်သွင်းတာကိုကျွန်တော်တို့တန်းစီရပြီ။အဲ့ဒါနေဝင်ခက်တစ်ခက်လုံးတစ်ခါလုံးတန်းရွှေတစ်ခက်လုံးကျွန်တော်တို့ဒီဓာတ်စီဆိုင်မှာကားတွေတန်းစီပြီးစီစာအုပ်နဲ့နော်ဓာတ်စီ စာအုပ်နဲ့တပတ်ကိုဘယ်နဲ့ကလန်ဆိုတာကားကားရှိတဲ့လူတိုင်းသိတယ်တန်းစီခဲ့ရတာ။ အဲ့တော့သူတို့ကိုဖြိုလို့မရဲအောင်သူတို့ကအဲ့ဒါပြောသူတို့ပြောတယ်မှာစစ်တပ်မရှိရင်တိုက်ပြည်ပြိုကမ်းမှာဒါဝန်သူပြောတာသူတို့မရှိရင်တိုက်ပြည်လည်းပြိုပြီဘာလို့ပြိုမလဲစီးပွားရေးပြိုပြီအင်းအဲ့တော့ပြည်သူတွေအကုန်ဒုက္ခရောက်ပြီပြည်သူတွေအကုန်အငတ်ပြစ်ပြီအဲ့တော့သူတို့ ਨੇ ဘူနေပြဲကြားနေပြဲဆက်နေပြီအုတ်ချုပ်ခံရင်တတ်တာမယ်သူတို့မို့ပုံဆိုးမယ်ဆိုတာမျိုးကိုပဲသူတို့ကဖန်တီးကြတာသူတို့စနစ်ကအဲ့လိုဖန်တီးကြတာ စောက်ကျင်နေတာဒါကိုသိလို့ကျွန်တော်တို့တော်လိုင်းအဖွဲ့တွေကညီညီညွတ်နဲ့မြန်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 ဆန်ဆန်ဝိုက်တိုက်ကြဖို့လူတွေဘာလို့ဆက်အနာချင်းကအချိန်ဆွဲမှာအချိန်ဆွဲလေပြည်သူခံရလေပြည်သူခံရလေကနလို့ပြောင်းဖြစ်လေပြည်သူတွေကတော်လိုင်းဘက်ကိုမပါလေပဲอืมစိတ်ပြတ်သွားနိုင်တယ်ဘာကြောင့်လဲအဲ့လိုပြည်သူစိတ်ပြတ်သွားရင်လေကျွန်တော်တို့အပြစ်ပြောလို့မရဘူးဘာလို့ဆက်အနာရှင်စနစ်ကိုမှီခိုနေတဲ့စီးပွားရေးဖြစ်နေတယ်ပြည်သူတွေအားလုံးဒီဆက်အနာရှင်ကြောက်တို့ကြောက် ဈေးတောက်နေရတာသူတို့ကြောင့်စောင်းစီရတာသူတို့ကြောင့်ဆန်စပါးဆိုင်လို့ရတာအဲ့ဒီမျိုးဖြစ်အောင်ဖန်တီးထားတာဗျာအလွန်အမတန်ရက်စက်တဲ့စနစ်ကြီးဒါကြောင့်ကျွန်တော်တို့ကပြောင်းပြန်ပြန်စဉ်းစားရင်သူတို့ကို ဖြိုရင်ကိုပါပြိုတာကိုပါပြိုမှသူတို့ကိုဖြိုလို့ရတာအဲ့တော့ကိုပါမပြိုရလေအောင်အမြန်ဆုံးသူတို့ရဲ့ကီးတွေကိုအမြန်ဆုံးဝင်တိုက်ပြီးတော့သူတို့ဘက်ကလူတွေကိုအမြန်ဆုံးဒီဘက်ကိုပူပေါင်းဖိုင်ဖို့လုပ် အမြန်ဆုံးသူတို့ကိုတိုက်ပြရမောင်းထွက်ပြေးသွားအောင်ဝိုင်းပြီးတော့တောချောက်ရတာကျွန်တော်တို့ဒီတောချောက်တဲ့နီးတနီးပဲသူတို့ကိုမြင်မြင်လုံပါတောချောက်ပြီးသူတို့ကသူတို့ကြောက်ကြီးလုံးပြီးတော့ထွက်ပြေးသွားရင်ကျွန်တော်တို့အေးစေးသိမ့်လို့ရပြီရှိတ်ဟာစင်နာကိုရှိတ်ဟာစင်နာကိုဟိုတိုက်ပြရမောင်းထုတ်ဖို့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတိုက်ပွဲလည်းမဖြစ်ဘူးတမျိုးမျိုးတွေအများကြီးလည်းသိမ့်စရာသူ့မောင်းသူ့ကိုမောင်းထုတ်လိုက်ပြီးနောက်တစ်ခုပြောင်းလို့ရတယ်อืม ဲ့တော့အဲ့ဒါဒီအမြန်ဆုံးနဲ့အတူဆုံးနီးလမ်းပဲဒါပေမဲ့အဲ့လိုဖြစ်ဖို့အတွက်ပြည်သူတွေကလည်းညီဖို့လိုတယ်ပြည်သူတွေကလည်းတော်လိုင်းအားကောင်းကိုဝိုင်းဝန်းအားပေးဖို့လိုတယ် silence လုပ်တဲ့လူများနေရင်အဲ့ဒါကျွန်တော်တို့အတွက်မကောင်းဘူးရန်သူဘာပြောနေလဲဆိုတာကျွန်တော်တို့စိတ်ဝင်စားဘူးရန်သူကရန်သူစကားပဲပြောမှာပဲလीဆိုတော့ကျွန်တော်ပြောနေကြစကားတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့စကားဆရဲ့အကြီးမားဆုံးလက်နက်ဟာ ਉਹ ကျွန်တော်မစ်ဇိုင်းတို့ဟယ်လီကော်ပတာတို့ MI-35 တို့မဟုတ်ဘူး စကားစရဲ့ပြည်သူတွေနဲ့ပတ်သက်ပြီးတော့မှအကြီးမားဆုံးလက်နက်ဟာအချိန်ဆိုတာကိုကျွန်တော်အမြဲတမ်းထောက်ပြပါတယ်အချိန်ဆိုတာကိုဆွဲဆွဲဆန့်ဆွဲဆွဲဆန့်အချိန်ကြာလာတာနဲ့မြတ်ဒေါ်လာရင်းကိုပြည်သူကစိတ်ပြက်စိတ်ကုန်မင်းတို့နိုင်တော့မှမဟုတ်ဘူးဆိုတော့စိုက်ဝါးတွေထည့်ရင်းထဲမှာပြည်သူတွေကိုအကြောက်တရားနဲ့အုပ်ချုပ်နေတာလို့ကျွန်တော်ပြောခဲ့ဘူးပါတယ်ဆိုတော့ဒီလိုမျိုးအခြေအနေကိုအမြန်ဆုံးဖြတ်ကျော်နိုင်ဖို့ကကျွန်တော်တို့ခမားတို့တွေညီမရပါမယ်ပြည်သူတူတူတယောက်တည်းနဲ့ညီလို့မရပါဘူးဆက်အနာရှင်ကိုတိုက်နေတဲ့တိုင်းသားလက်နက်ကိုင်တွေလည်းညီရပါမယ်မြေပြင်ထောက်ပို့တွေလည်းညီရပါမယ် PDF တွေလည်းညီရပါမယ်အဲ့လိုမျိုးညီညီညာနဲ့ပူပေါင်းပြီးတော့မှတိုက်မှသားလျင်စကားစဟာအမြန်ဆုံးပြုတ်ပြက်ပျက်စီးပြီးတော့မှကျွန်တော်အနေနဲ့စကားစနေရာကိုအစားထိုးမဲ့ခင်ဗျတက်မတော်တခုကိုလေယခုတည်းကကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်းကိုဒီနေရာကနေပြောချင်ပါတယ်ခင်ဗျာနောက်တစ်ဗီဒီယိုမှာလေးတကောရပါလဲဆိုတော့တမူးကကဘော်ချိုင်ဝမ်ကိုအိန္ဒိယကရယူလိုမှုနဲ့ပတ်သက်ပြီးတော့မှပေါက်ကွဲလာတဲ့ကြော်မျိုးမင်းရဲ့ပြောစကားတန်လေးကိုနားထောင်ကြည့်ပါခင်ဗျာအခုအိန္ဒိယတော်တော်အမှတ်တရပြောတယ်တဲ့ အိန္ဒိယလွှတ်တော်မတ်ကပေါ့နော်ပထမတစ်ခါလွှတ်တော်မတ်တယောက်ကချင်းချင်းပြည်နယ်ကိုလာပြီးတော့လာစိန်ကိုလာပြီးတော့ဖြစ်သွားတယ်ချင်းပြည်နယ်ကိုလာပြီးတော့သူကပြောသွားတယ်အဲသူတို့ဟိုချင်းပြည်နယ်ကိုသူတို့ရှိရဟိုရယ်ပေါ့မီဇိုရယ်နဲ့ပေါ့လာပြောသွားတယ်ပြောတော့တော်သေးတာပေါ့ချင်းတိုင်းသားတွေကပြည်တော်စုစိတ်ဓာတ်လေးရှိနေသေးလို့သူတို့ကလွတ်လပ်ရေးကိုငါတို့မြန်မာမြန်မာပြည်လွတ်လပ်ရေးကိုသူတို့အတူတူကတိုက်ယူခဲ့ကြတာတောင်တန်းပြည်မှာလူတိုက်ယူခဲ့ကြတာအဲ့တော့ငါတို့ကအဲ့လိုခွဲထွက်စရာအကြောင်းမရှိဘူးဆိုတဲ့သဘောမျိုး ဆန်တဲ့ပုံစံမျိုးနဲ့ရှူတော့တယ်ပြန်ပြောလိုက်လို့သာဒီမီဇိုရန်နှုတ်တော်မကနောက်ဆုတ်သွားတာပေါ့ဒါပေမဲ့သူပြောခဲ့တယ်ဆိုရင်စကားကမီဒီယာတွေမှာပေါ်လို့ရနေပြီအိန္ဒိယသတင်းဌာနတွေမှာပေါ်ပြပြီးသားဖြစ်နေတယ်အခုထပ်ပြီးတော့ဖြစ်လာတာကကဘောချိုင်ဝမ်ဆိုတဲ့ကိစ္စပေါ့နော်ကဘောချိုင်ဝမ်ကိုနော်ကဘောချိုင်ဝမ်ကိုဒီကောင်တွေမျက်စုံမျက်စောင်းထိုးလာတဲ့ကိစ္စတော်တော်ဆိုးပါတယ်ဒါကတော့ကျွန်တော်တို့လည်းစိတ်ထဲမကောင်းပါဘူးတို့ရဲ့အိန္ဒိယအိန္ဒိယသတင်းစာတွေမှာပေါ်ပြပါတယ်နော်ဒီမှာ MP NP စန္ဒကြောင်ဘာလို့ခေါ်လဲစန္ဒကြောင်ဘာလို့ခေါ်လဲ NP စန္ဒကြောင်ဘာလို့ဆိုတဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်ကနေပြီးတော့သူပြောတယ်တဲ့နော်ဒီကဘော Valley to Manipur Manipur ပေါ့ဆိုကဘောကဘောဂျိုင်ဝမ်ကိုသူတို့ရဲ့ Manipur ပြည်နယ်တွေကိုပေါက်ထည့်ဖို့ပြန်ထည့်ဖို့ဆိုတဲ့ဇာတ်မျိုးတွေဒီအောင်လည်းပြောလာတယ်ဒါကဖြစ်တင်သလားဆိုတဲ့မေးခွန်းပါပဲနော်မြန်မာပြည်တွေကမရှိတမှုမျိုးနဲ့ကဘောဂျိုင်ဝမ်ဒေသအဲ့ဒါကိုပြန်ပြီးတော့တိတ်ယူပြီးတော့ Manipur ပြည်နယ်တွေထည့်သွင်းဖို့လိုတယ်ဆိုတော့အိန္ဒိယလွှတ်တော်အမတ်နော်အဲ ဆာနာဆာနာချောက်ဂျောဂျောဘာလို့ခေါ်မလားဆာနာဂျောဘာလို့ခေါ်မလားအဲ့ပုံကမတ်လ10ရက်နေ့ကကျင်းပါတယ်သူတို့အိန္ဒိယလွတ်တော်မှာအစည်းအဝေးမှာအိန္ဒိယအစိုးရအစည်းအဝေးတဲ့အစိုးတင်သွင်းနေတဲ့အဲ့တော့ဒီနေရာမှာတစ်ဖက်လူကတော့ရှင်းပြရင်တော့တစ်ဖက်တစ်ဖက်နိုင်ငံအဖွဲ့အစည်းတွေကတော့ကျွန်တော်တို့ကိုကျွန်တော်နိုင်ငံအားနည်းနေတဲ့အချိန်စူးစိညင်းမှုပြပြနေတဲ့အချိန်စီလုံးညင်းမှုမရှိတဲ့အချိန်မှာသူတို့ကတော့ဒီထိကပားရေကွာပြောချင်ပြောမှာပါဗျာဒါပေမဲ့အဲ့ဒါလိုထိကပားရေကွာပြောနေတာကိုကျွန်တော်က journalist ကြောင့်နေနေရင်ထဲမှာစိတ်မကောင်းဖြစ်တယ် ်နာတယ်မကြည်မနှက်ဖြစ်တယ်ဒေါသထွက်တယ်စိတ်တူတယ်อืมကျွန်တော်ကဒီလိုခံစားရတယ်နိုင်ငံတယောက်နိုင်ငံကိုချစ်တဲ့သူတယောက်ကနိုင်ငံချစ်ရင်ကိုယ့်နိုင်ငံအစိပ်ပိုင်းတစ်ခုကိုတယောက်ကပိုင်စိုးပိုင်နေပြောလာရင်ဒီကိစ္စနဲ့ပတ်သက်ရင်မခံချင်စိတ်နဲ့ပြည့်သားပြောဖို့လိုတယ်ပြောတင်တာပြောဖို့လိုတယ်အဲ့ဒါတိခံမဲ့အရာမဟုတ်ဘူးတိခံမဲ့အရာမဟုတ်ဘူးကိုယ်လည်းပြောရင်ဗျာမင်းမင်းမိမငါမင်းမိမငါမင်းမိမနဲ့ငါအိတ်ချနေတာကွာလို့ပြောရင်ယောက်ျားတယောက်ဘယ်လောက်ဒေါသထွက်တယ်လဲယောက်ျားစင်ဘယ်လောက်ဘယ်လောက်ဒေါသထွက်မလဲအဲ့ဒေါသထွက်တယ်လို့မျိုးထွက်တယ်လားအခုမြန်မာအစိုးရကတော့ ဘာမှလည်းမပြောဘူးอืมဆဲရနေရအဲ့လွတ်တော်မှာပြောသွားတာကိုမြန်မာအစိုးရလူတွေသိရောသိရလားမသိဘူးမနေ့ကတရင်နေပေါ်လို့ရနေပြီစပြီးတော့ဒီနေ့ဆိုရင်ကျွန်တော်တို့ပြောပြီးနှစ်ရက်ရှိသွားပြီပေါ်လို့ရနေပြီပြီးတော့အဲ့အိန္ဒိယမှာသွားပြီးတော့ထားတယ်အိန္ဒိယမှာရောက်နေတယ်မြန်မာတမ်းမတ်ကအလုပ်ကလုပ်ရလားဒီလူအဲ့မှာသွားနေပြီးတော့ဗာလဲဟိုဟိုစီဦးထပ်ပါစားပြီးတော့စိတ်ခံနေရလားမသိတာလားမြန်မာနိုင်ငံကတတမာဖြစ်နေသူ့ကိုတော့ဟိုခတ်ထားတာဟိုကသတင်းစာတွေမှာဒီလိုတွေပါလာရင်မြန်မာအစိုးရနိုင်ငံတိုင်းဝန်ကြီးဌာနတော့တိုက်ရိုက်အကြောင်းကြားပါမဟုတ်ဘူးလား အဲ့ဒါနိုင်ရပြီကျင်းနာလေဘိုးဘူးကြီးကိုတိုက်ရိုက်သွားပြပြီးတော့ဘိုးဘူးကြီးအင်းကြီးကဒီလိုပြောနေပြီကျွန်တော်ဘယ်လိုလုပ်ကြမလဲပြောပါမဟုတ်ဘူးလားဦးခမရတို့ကပါလေခမရတို့ကဘာလုပ်ကြတာလဲအင်းကျွန်တော်ခမရတို့ပတ်ပတ်ဆက်ဆက်ပြောပြချင်တယ်ဗျပွန့်လင်းပြောရင်အဲခမရတို့ကပဲလို့ကျွန်တော်ပြောရင်ခမရတို့ကကျွန်တော်တရားစွဲမှာထောင်နဲ့ထဲဦးမှာတော့ခမရတို့ကနိုင်ငံကိုရောင်းစားဖို့ကြိုးစားနေကြတာလားလို့မေးချင်သိပေါက်လာတယ်အဲမင်းမသိဘူးလားနိုင်ငံတို့လူမျိုးသမျှစော်ကားမော်ကပြောနေတာကိုခမရတို့ဗဇက်ကြီးတွေကပိတ်နေကြတာတန်တမန်ကြီးလည်းမလောက်ကြတာဘာမှလည်းမတုံ့ပြန်ကြတာခမရတို့ဘာလုပ်ကြတာယူသားကြရလားခမရတို့ ဘာတွေလဲခင်ဗျားတို့တော်လေးတော့ကျွန်တော်လည်းအံ့အားသင့်လို့မဆိုဘူးဒီတိုင်းပြည်ကိုဒီတိုင်းပြည်ကိုအုပ်ချုပ်ခွင့်ရနေတဲ့သူတွေဟာကိုယ့်လက်ထက်မှာသူများကစော်ကားမော်ကားထိကပားကြီးကပြောနေတာတော့ငြိမ်ခံပြီးတော့ဘာမှလည်းပြန်မပြောနိုင်ဘူးအခုကျွန်တော်တို့လိုမခံမရနေဖြစ်တဲ့ကောင်တွေထပြောတာလဲကားတော့မခံမရနေဖြစ်လို့ထပြောတဲ့ကောင်တွေကိုတနိုင်ငံချစ်ကြည်ပြပြမယ်မင်းတို့ကခဏနေပါဦးဆိုတော့မျိုးပုံစံမျိုးကျွန်တော်တို့ပြောရင်ပြောမှာကျွန်တော်တို့ကစစော်ကားရလားသူတို့ကစစော်ကားရလားဆိုတော့ခင်ဗျားတို့သိဖို့လိုတာပေါ့ဗျာအဲ့လောက်တော့အခုကသူတို့ကစစော်ကားတာဗျာ ဒါပြောတင်လားပြောတင်လားဆိုတာမိကွန်းရှင်းရှင်းလေးပဲလीဒါလွယ်လွယ်လေးအဲ့လောက်ပြောရင်ဒီလောက်ဆိုရင်ခင်ဗျားတို့အစိုးရလူတွေနာတတ်ရင်နာစမ်းပါဗျာခင်ဗျားတို့တိုင်းပြီချစ်တယ်ဆိုတော့ဘာချစ်တာလဲကျွန်တော်မေးတယ်ရှင်းရှင်းလေးဘာတိုင်းပြီချစ်တာဘယ်ဟုတ်ချစ်တာငါတိုင်းပြီချစ်တာထိုင်ကုန်နေရာရလို့ဝင်ထိုင်နေကြတာလားဇိမ်ခံကောင်းကိုဝင်ထိုင်နေကြတာလားတိုင်းပြီချစ်တာဆိုတော့ထိုင်ကုန်နေရာထိုင်ပြီးရင်ပြတိုင်းပြီချစ်ချစ်ပြချစ်ချစ်ထိုင်ကုန်နေရာထိုင်ပြီးရင်တိုင်းပြီနဲ့ပတ်သက်ရင်အလုပ်ကိုလုပ်အောင်မတာဝန်ရှိတယ်อืมခင်ဗျားတို့ကမဟုတ်တော့ဘူးဗျာနိုင်ငံတိုင်းဝင်ကြီးစနာလဲရောဒီလက်ရှိနိုင်ငံတော်အုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းရောပဲ ခင်ဗျားတို့ကဗဇက်ကြီးပြိတ်နေကြတာဘာလုပ်နေကြတာလဲခင်ဗျားတို့ဝစီပိတ်ချက်နေတာလေသူ့ဆရာသူ့ဆရာကိုတိုင်းတဲ့ဝစီပိတ်ဆရာတော့ဆိုတော့ဒီကောင်လေးစော်ကနှစ်ကြိမ်ရှိသွားပြီအိန္ဒိယလောက်တာနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်မို့တော့နှစ်ကြိမ်ရှိသွားပြီဟိုတရုတ်တွေတော့လည်းကျွန်တော်ပိတ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 ်ပြောတယ်ပြောရင်ပြောရင်လည်းအခုကျွန်တော်တို့ကနေထိုင်နေတယ်ဘာဖြစ်လာလဲဆိုတော့ဟိုနှစ်နိုင်ငံချစ်ချည်တဲ့တမန်ပြက်ပြားမှာဆိုလို့ဆိုတော့ပြောတော့ကျွန်တော်တို့ပြောနေတဲ့ကောင်လေးကပဲချစ်ချည်ပြပြအောင်ပြောတဲ့ကောင်လေးဖြစ်နေအခုကကျွန်တော်တို့တိုင်းပြည်မှာအုပ်ချုပ်နေတဲ့ခေါင်းဆောင်တွေတိုင်းပြည်တကယ်ချစ်ကြရလားကျွန်တော်စဉ်းစားလို့မရတော့တကယ်ချစ်ကြရလားခင်ဗျားတို့ဗျာတကယ်တိုင်းပြည်ချစ်ကြရလား တိုင်းပြည်တကယ်ကိုခင်ဗျားတို့လက်ထဲမှာခင်ဗျားတို့လက်ထဲမှာဒီတိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ကံကြမ္မာကြီးကိုခင်ဗျားတို့လက်ထဲမှာကျွန်တော်ထားရတာကြောက်တော့ကြောက်လာတယ်ခင်ဗျားတို့တိုင်းပြည်ရဲ့ကံကြမ္မာကိုခင်ဗျားတို့လက်ထဲမှာထည့်ထားရတာခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကတော့ကင်ထားပြီးတော့ခင်ဗျားတို့ကတော့လုံချင်နေလုံနေတာမျိုးတို့ကကျွန်တော်တို့တန်ဖို့ကျွန်တော်တို့ပွင့်လာပြန်တိတ်ကိုကျွန်တော်တို့စိုးရိမ်လာတယ်ဒီတိုင်းပြည်ကံကြမ္မာခင်ဗျားတို့လက်ထဲမှာတော့ဒီမိကံကြမ္မာခင်ဗျားတို့လက်ထဲမှာကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေအကုန်လုံးခင်ဗျားတို့လက်ထဲမှာခင်ဗျားတို့လုံချင်နေလျှောက်လုံနေတာတွေကျွန်တော်တို့အကုန်ဒုက္ခအကုန်လုံးနေမယ် နည်းနည်းလေးတော့ခင်ဗျားတို့လည်းနည်းနည်းလေးတော့ခေါင်းဆောင်စိတ်တိုင်းပြည်ချစ်စိတ်လေးမျိုးချစ်စိတ်လေးပြကြအောင်ဗျခင်ဗျားတို့လေကျွန်တော်ကြည့်ရတာစိတ်ထဲမှာတော့စင်မပြေဘူးဗျကျွန်တော်ပွင့်နေပြောရင်ရင်ထဲမှာတော့တော်တော်ကြီးတဲ့အဆိုင်ခဲခင်ဗျားတို့ကျွန်တော်ကြည့်နေရတဲ့အဆိုင်ခဲသိကြည့်နေရတဲ့အဆိုင်ခဲတော်တော်ကြီးတယ်ဒါပေမဲ့ကျွန်တော်ဒီလောက်ပဲပြောလို့ရတယ်ပေါင်နေရမယ်ဒီလောက်ပဲပြောလို့ရဒါတော့ကြော်ပြောရင်လေဟိုကဘာမှမဖြစ်ဘူးကျွန်တော်ကထောင်ထဲရောက်မှာတကယ်ကျွန်တော်သိတယ် မင်းပြောတဲ့မျိုးစစ်တွေကကိုမျိုးကိုပဲချက်တာပါကွာပြည်သူကိုချက်တာမဟုတ်ဘူးကွာဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှဖြစ်ပေါ်လာတဲ့အဓိကတရားခံမင်းအွန်လိုင်းပဲမင်းအွန်လိုင်းသားအာနာမင်းတို့ပြောသလိုအာနာကမထိန်ငယ်ဒီလိုမျိုးကိစ္စတွေဖြစ်လာစရာဘာလောက်ကြောက်မှမရှိဘူး ဲ့တော့မင်း online အာလာထိန်းပြီးတဲ့နောက်ပိုင်းမှာမင်းတို့တွေကိုပြည်သူကမထောက်ခံတဲ့အတွက်ကြောင့်မို့လို့တချို့ဆိုနက်နက်ကန်ဆွဲပြီးတော့မှဒေါ်လာရေးတွေကိုဝင်လာတယ်။အဲ့ဒီနောက်ပိုင်းမှာမင်းတို့စစ်တပ်နဲ့တိုက်ပွဲဖြစ်တဲ့အချိန်မှာမင်းတို့စစ်တပ်ကလည်းဟိုနေရာမတော်နိုင်ဒီနေရာမတော်နိုင်ဟိုမရှိနိုင်ဒီမကယ်နိုင်ဖြစ်နေတဲ့အချိန်မှာသူများနိုင်ငံကလာပြီးတော့မှအချောင်လာယူတာအချောင်လာယူတာဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအဓိကတရားခံမင်း online ပဲအဲ့တော့မင်းကပြောဖို့ပြောတဲ့နဲ့မင်းပြော ထောင်ကြမှာမကြောက်နဲ့မင်းတို့ပြောတော့ပြည်သူ့အတွက်ဆိုပြည်သူ့အတွက်ဆိုထောင်ကြမှာမကြောက်နဲ့ပြောငါတို့တော့မှ တိမ်မှာမကြောက်လို့တော့ပြောနေတာမင်းတို့ကထောင်ချမှာပဲကြောက်နေတဲ့ကောင်တွေငါတို့ကတိမ်မှာမကြောက်လို့ပြောနေတာအဲ့တော့မင်းတို့နဲ့ငါတို့နဲ့ကွာခြားချက်က delivery တွေရှိတယ်ပေါ့နော်အဲ့တော့ထားလိုက်ပါတော့ပြောမနေနဲ့တော့မင်းတို့ပြောနေလဲဘာမှထူးမှာမဟုတ်ဘူးမင်းတို့စက်တက်ကကောင်တွေကတိုင်းပြည်ကိုချစ်တာမဟုတ်ဘူးတိုင်းပြည်ကိုရောင်းစားနေတာပြည်သူကိုချစ်တာမဟုတ်ပြည်သူကိုနှစ်နေတာပြည်သူကိုတကယ်ချစ်တယ်ဆိုရင်အခုတိုင်းတစ်ပါးမှာပြည်သူတွေဘယ်လောက်ဒုက္ခရောက်နေသလဲပြည်တွင်းထဲမှာပြည်သူတွေဘယ်လောက်ဒုက္ခရောက်နေသလဲအဲ့ဒီကိစ္စတွေကိုအရင်လုံးအောင်မဟုတ်ဘူးမင်းတို့ကောင်တွေက PDF ကိုအရင်ရှင်းဖို့ကြိုးစားနေတယ်အဲ့တော့ အဲ့ထင်ကမင်းတို့လောက်ရက်တွေကမားနေပြီငါလူဘာမှမဟုတ်တဲ့ကောင်တော့ဒီလိုမျိုးစဉ်းစားနိုင်မင်းတို့စက်တက်ကခေါင်းဆောင်တွေကပိုတော်မှစဉ်းစားနိုင်စဉ်းစားတတ်သေးတယ်စဉ်းစားတတ်တယ်သိတယ်ဒါပေမဲ့မလုပ်ဘူးပြီးသူကိုအချောက်တရားနဲ့ပဲအုပ်ချုပ်မယ်ဆိုတဲ့စိတ်ပဲရှိတာအဲ့ကြောင့်မလို့စက်တက်ကကြာရှုံးနေတာအောက်တန်းသားရယ်နော်အဲ့တော့အားလုံးကျေးဇူးများရှိတယ်ပါတယ်နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေဗျာ